င်းသရမြို့နယ်မှာရှိတဲ့ AR မြင့်ရင်ပြမှာရေပြင်အသက်ကယ်လေးကျင့်မှုစူပေါင်းဆောင်ရွက်ခဲ့တယ်လို့သိရပါတယ်။ဟင်္ဒရာမြို့နယ်ဖောင်စိတ်ကျေးရွာအနီးမြေကမ်းမှာဒီလေးကျင့်မှုကိုဇွန်လနောက်ဆုံးပတ်ကဆောင်ရွက်နေတာဖြစ်ပါတယ် မိသက်ဌာနကျမ်းမာရေးဌာနတို့နဲ့အတူစက်ချီနေတဲ့ကျွန်တော်တို့ဟင်္ဒရခရိုင်ကွန်ရက်လူမှုကွန်ရက်အသင်းတို့ပူးပေါင်းဆောင်ရွက်ကြတာဖြစ်ပါတယ်မြေပြင်မှာလက်တွေ့လေတိမ်းပေါက်တဲ့နေရာစီကယ်ဆယ်ရေးအဖွဲ့တွေကစပီးဘုတ်တွေနဲ့တွားရောက်ပါတယ်။ရေစီးအန်ရဲ့အကြားမြေရေပြင်မှာကယ်ဆယ်ရေးဆောင်ရွက်ပါတယ်။အိမ်နောက်ကန်းဆက်ကိုခေါ်လာပြီးချိန်မှာရှေးဦးသူနာပြည်စုနေနဲ့ကနဦးဆောင်ရွက်ပေးတာမြေပြင်မှာကုသပေးနိုင်တဲ့ထိခိုက်ဒဏ်ရာရရှိသူတွေကိုကျန်းမာရေးဝန်ထမ်းတွေကကုသပေးတာစေယုံလွှဲဖို့လူနာကို လူနာတင်ရင်နဲ့ဆက်လက်ပို့ဆောင်တာတွေကိုသက်ဆိုင်ရာအဖွဲ့အစည်းတွေထိတ်ဆက်ဆောင်ရွက်ကြပါတယ်။လက်ရှိဇွန်လနောက်ဆုံးပတ်မှာနေ့စဉ်ရက်ဆက်လေ့ကျင့်နေကြတာဖြစ်ပါတယ်။လက်တွေ့ဆောင်ရွက်ကြခြင်းအဖြစ်ကုညီနိုင်မဲ့သူချင်းလည်းထိတ်ဆက်မိမိပူးပေါင်းဆောင်ရွက်လာနိုင်ပါတယ်။တဖွဲ့ချင်းတဌာနချင်းနဲ့ကေဆေးရေးဟာမပြည့်စုံနိုင်ပါဘူး။အထိတ်ဆက်မိမိဆောင်ရွက်နိုင်လေပုံမှန်အကျိုးရှိလေဖြစ်ပါတယ်။ လက်တွေ့မှာရေစည်းအနေအပအဝင်သတိထားတဲ့နာရီလည်းချိန်ဆသုံးသပ်လာနိုင်ပါတယ်။အခုလိုရွာဘက်အထိသွားရောက်ဆောင်ရွက်ခြင်းအဖြစ်မြို့နယ်လှမ်းတဲ့နေရာတွေစီအရေးဆိုအချိန်နဲ့တပြင်းညီသွားရောက်ကူညီနိုင်မှုကြံ့ကြာနိုင်တာတွေလိုအပ်နိုင်တာတွေပါချိန်ဆပြင်ဆင်လာနိုင်တဲ့အတွေ့အကြုံလည်းရပါတယ်လို့ဟင်္ဒရခရိုင်ကွန်ရက်လူမှုကူညီရေးအသင်းကတာဝန်ရှိသူတို့ကပြောပါတယ်။ရှေးပြေအသက်ကယ်လေးခြင်းမှုကိုဟင်္ဒရာခရိုင်အတွင်မြို့နယ်အသေးသေးကမိသက်တက်ဖွဲ့ဝင်တွေနဲ့ပူးပေါင်းပါဝင်လျက်ရှိပြီ တပ်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့အတူလေ့ကျင့်ထားမှုတွေကိုဇွန်လ29ရက်နေ့ကတရုတ်ပြပွဲကျင်းပခဲ့တယ်လို့သိရပါဗျ။